ဟုတ်ကဲ့မင်္ဂလာပါဗျာโอเคနောက်တစ်ခုတော့ switch key ပါเนาะ switch key လဲဒါ conditional operator ဖြစ်တယ်အော် conditional operator ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ကအရေးပါတယ်အရေးကြီးတယ် programming မှာ condition set တယ်ဆိုတာကအရေးပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကရှေ့မှာလဲတွေးခဲ့ကြပြီဖြစ်မှာပေါ့အဲ့တော့ switch key အဲ့တော့ if condition ရှိတယ် if ကလည်း condition set လို့ရရတဲ့ ਨੇ ဘာဖြစ်လို့ switch case ပေါ်လာတာလဲကျွန်တော် yo level တွေးကြည့်အောင်တခြားရတော့เนาะအဲ့တော့ ဟိုနောက်တစ်ခုပေါ်လာတယ်ဆိုတော့ကကျွန်တော်တို့ကနော်ရှေ့ရှေ့ရတစ်ခုနဲ့အနည်းငယ်တော့ကွာခြားမှုရှိလို့ပေါ့နော်ကွာခြားမှုမရှိရင်ဒါကျွန်တော်တို့က the same results or the same structure or the same meaning ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်ထပ်တစ်ခုထွက်လာစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့တစ်ခုကိုတော့ကွာတယ်ဘာရီကွာလဲအဲ့တော့ဘာရီကွာတယ်လဲတစ်ဖက်ကကြည့်ရဆိုတစ်ဖက်ကဟောဘယ်လောက်ထိတူတာလဲဒီနှစ်ခုကိုကျွန်တော်ကဘာရီတူတာလဲဘာရီကွာတာလဲသိပြီဆိုလို့ရှိရင်ဘယ်အချိန်နေမှာဘယ်သူ့ကိုတောင်းမှာလဲထပ်ပြီးတော့တွေးလို့ရမှာဖြစ်ပါတယ်โอเคစကားတွေများသွားရင် ဥစ္စာလေးနဲ့တွဲကြည့်အောင်နော် structure ရင်းကြည့်ရအောင်နော် if first အသုံးပြုတဲ့နေရာမှာ right switch ကိုလည်းအစားထိုးအသုံးပြုလို့ရပါတယ်ဒါဆိုရင်ပြောချင်တာက if first သုံးသမျှနေရာတိုင်းကို switch ရတယ်ပေါ့အဲ့ဒါလည်းအလိုကြီးပြောလိုက်ရင်တော့နည်းနည်းတော့အန်ရမြောက်တော့ဒါကတော့ तू ကရှင်းပြတဲ့အနေထားဖြစ်တဲ့အတွက်ကြောင့်မလို့အစားထိုးလို့ရတယ်လို့ပြောတာပေါ့နော်အားလုံးနှိမ့်ပါရတယ်လို့တော့မဟုတ်ဘူးပေါ့နော်ဘယ်နေရာပိုကောင်းတယ်ဘယ်လိုနေရာမှာ switch ကပိုသွားတယ်ဘယ်လိုနေရာမှာ is f ကသားတယ်ဆိုတော့ရှိတာပေါ့ဗျာဒါမှမဟုတ်သူ့မှာအားနည်းချက်တစ်ခုတော့ရှိပါတယ်လာပါ ူကတော့တန်ဖိုးတစ်ခုတည်းကိုပဲသူ့ရဲ့ဖြစ်နိုင်ခြေတွေကိုစစ်တဲ့နေရာမှာတုံးတယ်ဟင်အမှန်လို့ရေးထားတာကိုရှုပ်တယ်ဆိုတော့နော်တော်တော်ရေးသားတော်တယ်ဆိုတဲ့သဘောပေါ့ဟုတ်လားအဲ့တော့အားလည်းချက်တစ်ခုရှိပါတယ်တဲ့ဟုတ်ကျွန်တော်ဒါဖြတ်လိုက်ဒါနားလဲသွားတယ်အားလည်းချက်ရှိရဆိုတာသိပြီ okay သူကတဲ့သူကဆိုတာ switch ကိုပြောတာဟုတ်လားဒီ switch operator တနည်းအားဖြင့် switch conditional operator ကတန်ဖိုးတစ်ခုတည်းကိုပဲစစ်တဲ့နေရာမှာတုံးပါတယ်နော်ဖြစ်နိုင်ခြေတွေပါတယ်ဆိုတဲ့အခြေအနေကနော်နည်းနည်းကော့နေစကားတွေဖြတ်လိုက်သူ့ရဲ့အဲ့တော့တန်ဖိုးတစ်ခုတည်းကိုပဲစစ်တဲ့နေရာမှာတုံးတယ် တော့တန်ဖိုးတစ်ခုတည်းဆိုတဲ့စကားပါလဲဒါကျွန်တော်ဒီနေရာတော့စဉ်းစားကြဖြစ်လိုက်ဥပမာကျွန်တော်ဆိုကြပါစို့နော်အချိန်တိုင်ခန့်မှန်းရေးတွေဝင်နေကြတယ်ပေါ့နော်ခန့်မှန်းတစ်ခုရှိတယ်ခန့်မှန်းတွေကိုအသက်16နှစ်ပြည့်ရင်ဝင်ခွင့်ရတယ်ဟလာကျွန်တော်ဒါကိုစစ်ခဲ့ကြတယ်အသက်16နှစ်ပြည့်ရင်ဝင်လို့ရတယ်အသက်16နှစ်မပြည့်ရင်ပြန်ဆိုတဲ့အချိန်တွေတစ်ခုဒါဆိုရင်ကျွန်တော်ကဘာကိုမူတည်ပြီးစစ်နေရလဲဆိုတော့အသက်ကိုမူတည်ပြီးစစ်တာ age ဒီ age ကိုပဲမူတည်ပြီးတော့နော်ကျွန်တော်က greater than equal session ဘောနော်သူက session တက်ကြီးရညီရဆိုရင်ဝင် x ပေါ့နော်ဒီချိန်နေမဟုတ်ခဲ့တော့အချိန်နေသူရဲ့ negative နော်ဒါမှသူရဲ့စန့်ကျင်ဘက်ပေါ့နော် negative ဆိုတာ against state သူရဲ့စန့်ကျင်ဘက်အချိန်နေဆိုရင်ကျွန်တော်တို့ကအခမ်းအနားကနေဝင်ခွင့်မရအောင်ပြန်ရမယ်မှန်နေဆိုရင်ဝင်မမှန်လို့ဆိုရင်ပြန်ဆိုတဲ့အချိန်နေနှစ်ခုပဲရှိဒါပေမဲ့အဲ့ဒါတွေအားလုံးဒီဒီချိန်နေနှစ်ခုလို့သာပြောတာဒီချိန်နေအားလုံးဒီဘယ်ပေါ်မှာမူတည်ထားတယ်ဆိုတော့ age ဆိုရဲအသက်တစ်ခုထဲမှာမူတည်ပြီးတော့စစ်တာဒီလိုမျိုးတန်ဖိုးတစ်ခုထဲကိုပဲစစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က switch operator နေရာပြင် switch case condition ကအသုံးလို့အရင်အဆင်ပြေပါတယ် တော့ age တခုရဲ့မဟုတ်တော့ဘူးနော်တစ်ခုထပ်ပါလာပြီသူကအသက်ကလည်း16နှစ်တက်ကြီးရမယ်နာမည်ကလည်းမောင်မောင်ဖြစ်ရအောင်မယ်မြို့ကလည်းရန်ကုန်ဝဖြစ်ရအောင်မယ်နာမည်ကမောင်မောင်ဖြစ်ရမယ်နိမ့်တွေပါပါလာပြီနိမ့်ပါလာမယ်အပြင်ကျွန်တော်တို့ကသူ့ရဲ့တောင်းနေမြို့တွေပါကျွန်တော်တို့ကထဲဆက်လာတယ်ထပ်ပြီးပြင်ထပ်ဆက်လာအောင်နော်ပြင်ကျွန်တော်တို့ကသူ့ရဲ့အရက်ကလည်း6ပေပြင်6ပေဆိုတယောက်မှဝင်ရအောင်ငါပြတော့ထားလိုက်ပါသူ့ရဲ့ရက်ကလည်းကျွန်တော်9ပေပြင်ဝင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ကထားလိုက်တယ်အဲ့တော့ ီလိုရှင်နေဆိုလို့ရှင်တော့ကျွန်တော်တို့ကတန်ဖိုးတစ်ခုတည်းကိုစစ်တာမဟုတ်တော့ဒီမှာကိုတန်ဖိုးက age အသက်ငယ် name ငယ်တောင်းငယ်ကျွန်တော်တို့ကသူ့ရဲ့ tall နော် height ပေါ့နော်အရက်ငယ်ကျွန်တော်တို့က၄ခုတောင်တွေ့သွားပြီဒီလိုရှင်နေမျိုးမှာဆိုလို့ရှင်တော့ကျွန်တော်တို့က stress gate ကအာနေချက်အနေနဲ့ဖြစ်သွားပြီမရောက်လို့မပြောဘူးနော် stress gate ဒီအာနေချက်အနေနဲ့ဖြစ်သွားတယ်ဒါကသူ့ရဲ့ စာလို့ပြောတဲ့သဘောတရားကိုကျွန်တော်ကအနည်းငယ်ထပ်ပြီးပြောပြပေးရအောင်အဲ့တော့ကိုယ်ကတစ်ခုခုတွေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ structure ကိုကြည့်ပါ structure ကနားလည်သွားပြီ switch ကတန်ဖိုးတစ်ခုလဲဆိုရင်မိုက်တယ်တန်ဖိုးတစ်ခုထက်ပိုကျော်လာတယ်မမိုက်တော့ဘူးအဲ့တန်ဖိုးတစ်ခုရဲ့အခြေအနေတွေမှာ ifs မသုံးဘဲနဲ့က switch နဲ့သုံးလို့ရတယ်ဘာညာပါဟုတ်တယ်ဒီလိုတွေးလို့အကြံပေးသဘောပေါက်သွားပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့သူ့ရဲ့နော်ဒါရေးပုံရင်းနေ coding structure ကိုတော့ပြောကြည့်အောင် coding structure you can use motive if as if statement as in the previous chapter เนาะကျွန်တော်တို့ကရှေ့မှာဒါ if as if statement ဆိုရဲအခြေအနေမျိုးကျွန်တော်တို့ကအများဆုံးအတွေ့ခဲ့ပြီးပါအဲ့တော့ perform in multiple way branch ပေါ့เนาะ multi way branch ပေါ့เนาะပြောချင်တာကကျွန်တော်နည်းလမ်းမျိုးစုံအခြေအနေမျိုးစုံနဲ့စစ်ခဲ့တယ်ပေါ့เนาะ there's not all the way the back solution ဒါပေမဲ့အချိန်တိုင်းမှာတော့ဒီ if as is ကအကောင်းဆုံးအခြေအနေတော့မဟုတ်ခဲ့ဘူးဖြစ်မနေဘူးပေါ့เนาะ the sys back ကိုရောက်လာတော့ if ကိုเนาะကျွန်တော်အပြစ်တင်တာပေါ့လားစတာပေါ့ especially one or the branch depend on the value of a single berry ပဲတဲ့။နောက်တော့ဒီ if a statement ဒီတဲ့နော်ကျွန်တော်သုံးခဲ့ကြရဲသုံးခဲ့ပြီပဲထားလိုက်ပါတော့။တကယ်တော့တရက်ပဲသုံးရသေးတယ်ပေါ့နော်။ short တီးပြီးသားဖြစ်မှာ။တရက်သုံးပြီးသားပြီပေါ့။အဲ့တော့ကျွန်တော်တို့ကနော်သုံးခဲ့ပြီပြီတဲ့။သုံးခဲ့တဲ့အခါမှာတဲ့သူရောတဲ့နော်ကျွန်တော်တို့က one of the branches နော် branches ဆိုတာကျွန်တော်ဒီနေရာမှာအခြေအနေအားလုံးကိုဆိုလိုတာပေါ့နော်။အခိုင်းအနေပဲတော့မပြောင်းပါနဲ့။အဲ့တော့အခြေအနေအားလုံး if as x ဆိုတဲ့သူ့ရဲ့ condition အခြေအနေအားလုံးအပေါ်မှာ depend on the value of a single variable single very very ပုံမှာတော့သူကအရင်ကြီးကျွန်တော်တို့ကကောင်းတဲ့နည်းလမ်းတစ်ခုတော့မဟုတ်ဘူး this is not always the best solution အကောင်းဆုံးချင်တော့ဖြစ်မနေခဲ့ဘူးပေါ့ဗျာသူကပြောတာတော့တော့ကျွန်တော်တို့ကမသိတာတည်းပေါ့နော်ကျွန်တော်တို့ဆစ်ခက်လိုက်တာအသက်ဆိုလည်းဆစ်ချလိုက်တာခက်တီတီပဲ16 16เนาะ16တဲ့ကြီးလာမကြီးဘူးလားအာเนาะ60တွေပါလဲဆစ်ခက်ကြရတယ်60တဲ့ကြီးရင်အ retire ယူတယ်မိအဲ session နဲ့60ကြာဆိုရင်အလုံးလုံးပဲ16အောက်ဆိုရင်အလုံးမလုံးဘူးဆိုရင်အချိန်တွေလည်းဆစ်ခဲ့တယ်เนาะဒါကျွန်တော် condition လောက်ကြည့်ပြီးပြီ okay အဲ့တော့ single variable မှာเนาะ not the back solution မဟုတ်ဘူးလေဆိုတော့ back solution ကောင်ဘယ်သူဖြစ်မလဲပေါ့နော်အသူရဲ့ညွှန်းလေးကိုကျွန်တော်တို့ကဖတ်ပြီးသွားပြီစာရေးဖတ်ပြီးသွားပြီဆိုတော့เนาะကျွန်တော်တို့က okay diagram မှာပါလာပြီကောင်းပါ diagram short တဲ့ diagram မြင်ကျောင်းသားဘုရားတော့ကျွန်တော်တို့ကเนาะစာအုပ်ထဲကိုဖြဲပြီးစာမောမှာကိုးချဖို့လောက်ပဲเนาะတွေးနေမိတယ်เนาะပေါ်ရာကြီးတွေမြင်ပါသေးတာပေါ့နော်เนาะ diagram နေစမကြက်ချင်ဘူးလေမကြက်ချင်တော့ဖြဲပြီးတော့စာလေးเนาะညံ့တော့တာပေါ့နော် ြင်ဆောင်ဝတ်ဖြင်းကနေကြံကြည့်စမ်းမရှိတော့ဘောနော်ကျူတိုရီဖြင်းခါခါဖြဲကြတာဘောနော်စာအုပ်ကြီးလည်းထူတော့ဆံမလည်းနော်လူလူမြင်တာဘောနော်အဲ့ဒီတော့ဓာတ်ပုံလည်းမေ့ဘောနော်ဖုံးပေါ်သေးလို့ရှင်ဘောနော်ဖုံးပေါ်ရတော့မဖြဲရတော့ဘောအဲ့တော့ tower ဆက်ရအောင်နော်အဲ့တော့ the following flow chart explain switch gate statement works ပေါ့နော်အဲ့တော့ flow chart ပါဒါက flow chart တစ်ခုပေါ့အဲ့တော့ကျွန်တော်တို့က developer တွေဒီနော် UI UX တွေလေ့လာရဲကောင်းပါတယ်နော် UI UX တွေလေ့လာရဲ UI UX တွေမှာကျွန်တော်တို့က UI UX specialist uh, specialized ဟိုကွာသွားမယ်ဆိုလို့ရှင်နော် UML Unified Modeling Language လို့ခေါ်တဲ့ UML လေးကလည်းကျွန်တော်တို့ကလေ့လာသင်ပါတယ် UML means in programming language or unify U N I F R E D unify အဲဆက်လုံးတကယ်လို့ပေါင်းအောင်အခက်ခဲဖြစ်မှကြောက်လို့ဘာလို့ model MOD and model language LNGUG language unified modeling language ဆိုရိုက်ရှာကြည့်ပါအာကိုကကျွန်တော်တို့က server လာနော် ဒီဇိုင်းဘက်ကိုတော့မဟုတ်ဘူးလေဗျာကျွန်တော်တို့က UI UX ဘက်ကိုစိတ်ဝင်စားတာမဟုတ်လေကျွန်တော်တို့က flow chart တော့ကြည့်တတ်ရပါတယ်အနည်းဆုံးတော့ကျွန်တော်တို့ကနော် UML နဲ့ကိုသွားလေ့လာပါကျွန်တော် class diagram ကိုမျိုးအပေါင်းနှစ်ရှိမှနှစ်မျိုးတိုးထားတယ်ဆို7မျိုးတကယ်သုံးတာ10မျိုးဘလာဘလာဘလာထားလိုက်တော့အဲ့လိုတွေပြောလို့ရအောင်နော်နည်းနည်းပပကြည့်လိုက်ပါနော်ကျွန်တော်ကိုမျိုးရှိပါတယ်ကိုမျိုးထဲမှာအခြေခံအပြည့်တော့3မျိုးလောက်တည်တင်တယ်အာ developer ဒိုင်းကပေါ့နော် developer ပေါ့နော် developer ဆိုရင်ပြောတာပေါ့နော်ကိုကမဟုတ်ဘူးပြောပဲဆိုရင်ကိစ္စမရှိဘူးပုံလေးလိုပဲမှတ်လိုက် ော် developer တိုင်းအဲ့တော့ကျွန်တော်တို့ကနံပါတ်1ကျွန်တော်တို့ကနော် flow chart ကိုကြည့်ကြည့်တတ်တယ်ပါတယ် flow chart ကတော့နော်ကျွန်တော်တို့ဒါအပေါ်မှာအာနော်ဟိုကအပေါ်မှာဆိုတော့ကဒီ SC တွေဘာတွေထိသွားဖို့တွေခဏထားတယ်နော်ကျွန်တော်တို့ကဟို Jordan programmer ဘောက live မှာကိုပဲဒါ flow chart ကျွန်တော်အပေါ်မှာအောက်မှာလို့ပြောတယ်နော်အပေါ်မှာဆိုတော့ကိုယ့်ရဲ့ team back ကိုသွားရအပေါ်မှာနော်အောက်ကိုသွားရဆိုတော့ကျွန်တော်တို့ဒီ user client back ကိုသွားအောက်မှာလို့သုံးတာပေါ့နော်ဟုတ်ပါဒီတိုင်းမထားလိုက်ပါတော့နော်။ Inflow outflow လို့ခေါ်တာ။အဲ့တော့ကျွန်တော်တို့က flow chart တွေပါတယ်ကျွန်တော်ကသိတယ်နဲ flow chart တွေဒီ user တွေရှင်းပြတဲ့အခါမှာလည်းအသုံးဝင်တယ်ကိုယ်နဲ့ design သမားနဲ့တွဲပြတဲ့အခါမှာလည်းအသုံးဝင်တယ်ပေါ့ဗျာအဲ့တော့ developer တွေဒီ flow chart ကိုကျွန်တော်လေ့လာထားတဲ့ ਨੇ UML အောက်မှာ flow chart နဲ့ UML diagram flow chart လို့ရင်းကိုသိပါတယ်ကျွန်တော်တို့ဒါမသိရသိရလို့ရအများကြီးထို့သဖြင့် Google ပေါ့နော်အဲ့တော့ number 1ကတော့ကျွန်တော်တို့က class diagram ပါ CLASS class diagram နော် class diagram ဆိုရင် ID diagram နေရှိသေးလားမနောက်နဲ့နော်အဲ့ဒီ class က ID တွေ CSS ကဟာလေခဏထားခဲ့ သူ class diagram လို့ခေါ်ပါရဲ class diagram D I G I A M ဘုနော် diagram class diagram သက်ဖတ်ပါပြီးရင်ကျွန်တော်တို့က number 3က use case diagram ပါ USE CSC use case ပေါ့နော် use case diagram တွေ့လာပါလိမ့်မယ်အဲ့တော့ဒီသုံးခုလောက်ကိုတော့ကျွန်တော် developer တွေကအာတည်ထားတင်ပါတယ်မသိရင်ဘာဖြစ်မလဲပြအဲ့လိုကတိကသတ်တယ်မမင်းနေပေါ့ကွာနော်ထိုးရင်ထိုးအောင်လုပ်ပါတော့လား Okay အဲ့တော့ကျွန်တော်တို့က flow chart ကိုကြည့်ရအောင်အဲ့တော့ဒီမှာကျွန်တော်အကြမ်းပြင်းလေး flow chart ကိုနားလည်အောင်ရှင်းပြပေးပါဦးမယ် flow chart ကိုနောက်ပိုင်းကျရင် chat တွေပါတွေ့တဲ့အခါမှာဩဒီလိုဆိုတော့လည်း chat ကအသုံးဝင်တာပဲဆိုပြီးတော့မြင်သိသွားရင်ဒီနေ့အတွက်ပြောရမယ် mic ပါအော် flow chart တွေ့လာပြီ flow chart ကိုတွေ့ရတဲ့အခါဘယ်လိုကြည့်ရမလဲ diagram နဲ့ diagram နဲ့ကြည့်ရတဲ့အခါမှာလည်းသူရဲ့ structure ကနေစလိမ့်လာအဲ့ diagram တွေ့ရတဲ့အခါမှာအဲ့ကျွန်တော်တို့ကဒါဒီ flow chart နော်ကျွန်တော်တို့ကပုံမှန်ဆိုအောက်မှာရေးရတာအောက်မှာမဆန့်လို့ပေါ်ရောက်သွားတယ်အဲ့လိုအားဆန်သတိထားနော် level ဒီ caption လို့ခေါ်တာပေါ့နော်သူရဲ့ caption ဒီအောက်မှာရေးရတယ်ကျွန်တော်တို့ကအကြောင်းပြချက်တစ်ခုခုဖော်ပြချက်တစ်ခုခုပါတယ်အထူးပြုချက်လှုပ်ရှက်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်မှာရေးရတယ်ဒါဒီ main title main heading ပေါ့နော်အောက်မှာသူရဲ့ diagram နဲ့ပတ်သက်တဲ့ statement caption ဒီအောက်မှာရေးရတယ်ပြီးရင်ကျွန်တော်တို့ကသူ့ရဲ့ detail expression လို့ခေါ်တဲ့ဖော်ပြချက်တွေရှိရင်ညာဘက်တော့ဘယ်ဘက်မှာရေးရကွာဆိုရင်လှုပ်ရှက်တာသာလှုပ်တော့ပေါ့ကွာမပြောတော့ဘူးဘာလို့ပြောရုံမရှိတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့က flow chart ကိုကြည့်မယ်ဆိုလို့ရှိရင်သူရဲ့နော်ဒါ statistic ကိုဘယ်ကနေစလဲရင်စကြည့်ရဘယ်ကနေစလဲ ။ဘယ်နေ့စလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနော်ဝိုင်းလုံးလေးရစပါတယ်။အပေါ်ကစတာမဟုတ်ဒီကအပေါ်ကဖြစ်နေလို့နော်ပုံမှန်ဆိုအပေါ်ကမဟုတ်ဘဲဘေးတွေပါညာတပတ်လဲပြီးရှောက်ထိုးရလည်းရှိသေးတယ်။အဲ့တော့ထားလိုက်တော့ဘယ်ကစလဲဆိုလို့ရှိရင်ကျွန်တော်တို့က close circle လို့ခေါ်ပါတယ်။ဟောကျွန်တော်တို့က close circle close circle ဆိုတချို့ကချေရာရှိတယ်တချို့ကမချေရာရှိတယ်ကျွန်တော်တို့ကဝိုင်းအောင်ဆွဲနိုင်တာ close circle ပဲနော်ဆက်ဝိုင်းလေးပိတ်နေရဆိုတဲ့တဘောပေါ့နော်ကိုကချေထားတဲ့အားတွေလည်းရှိတယ်မချေထားတဲ့လည်းရှိတယ်ဒါကိုကျွန်တော်တို့က close circle လို့ခေါ်တယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်တို့ကနော် in circle နော် cycle အတွင်းထဲမှာနောက်တစ် cycle လေးတစ်ခုရှိတယ်။အဲ့မှာ share ကမှာသတိထားချင်နော်ပြောဖို့ဝမ်းသာအရာပြောပြောကြီးကျွန်တော်ဘေးတွေမှာထပ်ပြီးမှ share ပြပါမယ်။ဒါက unstable ပါ။ဒါက stress state ပါ။ stress state နဲ့ unstable နဲ့တခြားကြတော့မှားမှာကြောင့်လို့ကျွန်တော်တို့က stress state ကိုကျွန်တော်တို့ကနော်ဒါ close circuit တချို့ကလည်း open circuit လို့ခေါ်တော့ဗောဒီကောင် open circuit နဲ့ရေးတယ်အာနောက်တစ်ခုကကျတော့ close circuit ဆိုတော့ဒီနေရာမှာလမ်းသုံးတယ်အပိတ်ကြမှာ close circuit လို့သုံးတယ်အဲတော့အတန်တွဲမှားမှာကြောင့်လို့ကျွန်တော်တို့က face circuit လို့သုံးတာလည်းရှိပါတယ်အဲတော့အခေါ်ဝေါ်ရီဖြစ်တဲ့ကြောင့်မလို့ခေါင်းထဲမှာစားပါနဲ့ ကိုကအာနားလည်ရုံတက်တက်ပဲလေ့လာရဲဆိုရင်တော့အဖွင့်ကဒီကောင်လေးက statistic တွင်းထဲမှာထွက်လာတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းအဖွင့်နဲ့ update လို့ဆိုရဲဆိုလို့ရှိရင်အပိတ်ကဒါဒီ close ပေါ့နော် sorry ရက်မဲ့အခြေအနေပေါ့နော် unstate အဲ့ဒါဒီ statistic ရဲ့ကိုစားပြုသင်္ကေတဖြစ်တယ်ဒါဒီ unstate ရဲ့ကိုစားပြုသင်္ကေတဖြစ်တယ်အဲ့တော့ဒီမှာစပြီးတော့ကျွန်တော်တို့ရဲ့ flow ID ဒီနေရာမှာစုံးသွားရယ်ပေါ့နော်ဒီလိုမျိုးလေးကြည့်ရအောင်။ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့ဒီရာရာပေါ့နော်။ကျွန်တော်ဒီအာဆီယမ်မခေါ်ရဲဆန်နိုမကင်းရှိတ်ပေါ့နော်။ တချို့ကမှန် Google ပေါ့နော်ဘယ်လိုတော့ခေါ်ချင်လို့လားခေါ်တော့ပေါ့နော်သူရဲ့စာလို့ခေါ်တော့ diamond shape လို့ခေါ်ပါတာဟုတ်လားမသိဘူးနော်ဟုတ်တယ်မားလို့ပေါ့နော်ဟုတ်တယ်တိခံပေါ့နော် diamond shape maybe sorry လေးနော်ဒါကျွန်တော်ရဘာသာရေးလဲဘာဘာဘာပေါ့နော်ပြောလို့လားပြောလို့ပြောပြတာအဲ့တော့ diamond shape ပေါ့နော်ဒါကို diamond shape လို့ခေါ်ပါတယ်အဲ့တော့ diamond shape ရှိတယ် diamond shape ကဘယ်ဟာကိုသုံးတာလဲဆို diamond shape ဒီ condition state ပေါ့ condition ဆိုတာဘာလဲဆိုစစ်စစ်မှုအခြေအနေဒါရှိမှဆိုရင်တိတ်ခဲ့ပြီးသား condition ဆိုတာနော်ရန်တာတုတ်လိုက်တော့ အဲ့တော့စစ်ဆေးတဲ့အချိန်တွေကိုကျွန်တော်တို့ကပုံဆွဲပြီးဖော်ပြကြတယ်ဆိုရင်သူတို့ diamond shape နဲ့ဖော်ပြတယ်။နောက်တစ်ခုက process ဘောက်ပါ။ process ဆိုတာဖြစ်စဉ်တစ်ခုအာဒီအချိန်နေဖြစ်ရင်ဒါမလုပ်မယ်။အာမလုပ်မယ်ညာလုပ်မယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်စဉ်တစ်ခုဖြစ်ရတဲ့ခုပြောရဆိုလို့ရှိရင်ကျွန်တော်တို့က parallel diagram နဲ့ base token အဲ့လိုကလုပ်ခေါ်ပါလားနော်။နော်အဲ့ဒါ diagram နော် parallel အာ parallel ဘာလို့နော်။ထားလိုက်ပါတော့နော်။အဲ့တော့၄ယောက် common token ပြန်နော်။ parallel triangle parallel ဘာခေါ်တော့မသိဘူး။အဲ့တော့ parallel shape ပဲတောက်နော်။အဲ့တော့ကျွန်တော်တို့က အဲ့တော့ဆွဲတဲ့ခါမှာနော် student ပုံစံမဖြစ်ဘူးနော် student ကတသက်တိတ်ပဲရှိသေးတယ်နော် student တော့မလုပ်နဲ့နော်ညီညာလေးမဆွဲနဲ့ student ကကျွန်တော်တို့က process က multi process ဖောက်လို့ခေါ်တယ်သူ့ဘက်မှာနော်နှစ်ခုသုံးခုရှိတဲ့ခါမှာကျွန်တော်တို့က student ပုံစံနဲ့ဆွဲရတယ်သူရဲ့ guideline တွေရှိတယ်ပေါ့ညာအာသူရဲ့ structure လို့ပဲသုံးသုံး guideline လို့ပဲသုံးသုံး flow လို့ပဲသုံးသုံး restricted ကန့်သက်ထားသော max ပေါ့နော်အမှတ်သားတွေလို့ပဲပြောပြောကြိုက်တယ်လို့သွားခေါ်ကြပြီနော်အဲ့ဒါကဏ္ဍထားလိုက် အဲ့လောက်ဆိုရင်ကျွန်တော်ကြည့်တတ်ပါပဲဒါဒီ process box ကို၄တောင်ပုံပေါင်းနေပေါ်ပြပေးရယ်ဒါဒီ condition box ဒါဒီ state state ဒါဒီ end state များရည်ဒီ error ဒီ flow လို့ခေါ်ရယ်ဒီမှာများထုတ်ထားတဲ့ဘက်ကိုသွားတာပဲဘာမှတိတ်ထွေထူးမစဉ်းစားပါနဲ့များထုတ်ထားတဲ့ဘက်ကို season သွားရယ် flow သွားရယ်ပေါ့နော်ဒီ scene ပြီးနောက်တစ် scene ကိုသွားရယ်ဒါမြများရည်လည်းမျိုးစုံရှိပါဟုတ်ကျွန်တော်ကြည့်အောင်အဲ့ဒါဆိုရင်ကြည့်တတ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ရက်စားလဲဒီရက်စားလဲအဲ့တော့ तू က switch key ကိုရှင်းပြနေတယ်နော်အဲ့တော့ switch key ဒီကဘယ်လိုလုပ်လို့လဲဆိုတော့ဟိုးတဲ့နော် तू ကစမယ်ဆိုလို့ကျန် तू switch key တစ်ခုဝင်လာတယ်ဝင်လာရဲဆိုအခြေအနေတစ်ခုဆစ်လိုက်တယ်ဆစ်လိုက်လို့ case 1တယ်နော် case 1နဲ့ရောက်လာတယ်ဆစ်လိုက်တယ်လို့ဘာလို့တုံးရလဲဆိုတော့ time machine နဲ့ဆွဲထားလို့ဆစ်လိုက်တယ်လို့တုံးတာပေါ့အဲ့တော့ case 1ဆစ်လိုက်တယ်နော် case 1ဆစ်လိုက်လို့ case 1သာမှန်ခဲ့တယ် yes နော်ဒါဒီဘက်ကိုတော့ရတယ် case 1မှန်ခဲ့တဲ့အခြေအနေဆိုလို့ရှိရင်နော် statement 1ဝင်လို့လုပ်တယ်ပြီးရင် break တယ်ပိတ်လိုက်ပါတယ်တဲ့ break ဆိုတာကျွန်တော် programmer ဘာလဲဆိုတော့ break ဆိုတာရပ်ပလိုက်တာရောက်ရအရင်မှရက်ချင်းကိုကျွန်တော်က break လုပ်တယ်လို့ခေါ်တယ် ရပ်လိုက်တယ်နောက်ကပိုင်းနေဆက်မကြည့်တော့ဒီနေရာမှာနေရပ်သွားတာ break လုပ်လိုက်တယ်ပြီးကျွန်တော်တို့ကထွက်သွားတယ်နော် break လုပ်လိုက်ပြီးတော့ထွက်သွားတယ်ဘယ်လိုထွက်လဲကျွန်တော်တို့ကဒီကိုလာတယ်ဘယ်လိုလာလဲကြည့်ရမယ်ဒီမှာမြားဒီကိုထွက်တယ်ပြင်ဒီကိုလာတယ်မြားကောင်းမရက်သေးဘူးဆိုတော့ကျွန်တော်လိုက်ကြည့်ရတယ်ဒီမှာဒီစီးရောက်တယ်ဒီမြားကောင်းဘယ်လိုရောက်သွားတယ်သူမဆုံးသေးလို့လေနော်ဒီမြားကောင်းရဲ့အဆုံးတော့ဘယ်မှာလဲရှိလို့လဲအော်ပြန်ပြမယ်နော်ပုံမှန်နေလေးပါဖြစ်နေကျွန်တော် flow channel နဲ့ modeling တော့မယ်နော်ဒီမြားကောင်းနဲ့ဒီမြားကိုထိလိုက်တယ်ထိပြီးတော့ဒီမြားလေးဒီနောက်ထပ်မြားကောင်းမရောက်မချင်းဒီသူကသွားတယ်လို့ဆိုလို့ရတယ်နော် ဟောနော် flow chart ပန်းရောက်သွားပြန်ပြီနော်ဒီမှာဒီထိရောက်တယ်မြောက်ကောင်းလေးอ่ะဒါဆိုလို့ရှင်ကျွန်တော် IT လိုက်ကြည့်ရတယ်နော်ဒီနားနေတော့ခေါင်းရှုပ်မနေနဲ့ဒီထက်ရောက်သွားရပါလိုက်မတွင်းနဲ့အဲ့တော့သူကမြောက်ကောင်းနဲ့ဒီနားရောက်သွားတယ်အဒီရောက်သွားတယ်အဲ့ရောက်သွားရင်ပြီးပြီလားမပြီးသေးဘူးလိုက်ကြည့်ရအောင်မြောက်ကောင်းဒီမှာဒီမှာဒီမှာလက်ဆက်လာတယ်ဘယ်ရောက်သွားတယ်ဒီရောက်သွားတယ်အဲ့တော့နောက်ဆုံးပါလဲဆိုတော့ဒီကနေပြီးတော့ဒီလိုလာ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 ဒီနားရောက်သွားတယ်ငငယ်ပတ်စက်ကင်းနေပါလေစော့တယ်လို့ပေါ့ Death for statement ကိုရောက်သွားတယ်အဲ့တော့သူသည်ရက်ပလိုက်တယ်ရက်ပြီးတော့ Death for statement ကိုရောက်သွားတယ်အဲ့တော့တကယ်လို့ဒါက yes အခြေအနေပေါ့နော် case 1မှန်ခဲ့တဲ့အခြေအနေ အဲ့ case one မမှန်ဘူးတဲ့ case one မမှန်ဘူးဆိုလို့ရှိရင် no state ကိုရောက်သွားတယ်မမှန်ဘူးနဲ့ no ရောက်သွားပြန်တော့ဘာလို့လဲကတိကတည်းကမတွေးကြည့်ပေါ့ကွာနော်သူကချင်းကနှစ်ခုပဲရှိလေ yes နဲ့ no နဲ့နှစ်ခုပဲဆွဲထားတာဆိုတော့နော် yes ဘက်ကိုသွားရင်တော့မသွားရင် no ပဲအဲ့တော့ no ကို yes ဘက်ကိုမှမဟုတ်ဘူးဆိုရင် no ဆက်ပြီးတော့အောက်ကိုရောက်လာတယ်အောက်ကိုရောက်တဲ့အခါမှာ case 2 test စစ်တယ်အဲ့ case 2မှန်ရင် case 2လောက်လုပ်တယ် break ပတ်တယ်ဘာညာဘာညာဘာဒီရောက်ရောက်သွားတယ် case 2လည်းမမှန်သေးဘူးဆိုရင်တော့မြင်မြင်ပြောလိုက်မယ်နော် case 3ရောက်တယ်စစ်တယ်မှန်မှန်ကွာမှန်ရတဲ့ရောက်မမှန်ဘူးဆိုရင်တော့ အောက်ဆုံးရောက်သွားတယ်နောက်ဆုံးတော့စစ်စရာမရှိတော့ဆိုတော့လေဓာတ်ဖော်ပဲရောက်သွားအကုန်လုံးမမှန်ရင်လည်းဓာတ်ဖော်ရောက်တယ်တခုမှန်ရင်လည်းဓာတ်ဖော်ရောက်တယ်တဲ့ပြီးရင်တော့အန့်သွားပါတယ်တဲ့နားလည်လိုက်လားတော့မသိဘူးပေါ့အဲ့တော့သူရဲ့ flow chart ကိုကြည့်ခြင်းအပြင် case ကိုအကြံပေးနားလည်ခြင်းမယ်ဆိုလို့ရှိရင် case switch တွေပေါ့နော် case တွေကိုတစ်ခုချင်းတစ်ခုချင်းစစ်တယ် if as ကလည်းပြောမှာဆို if as if as လို့မျိုးစစ်လိုက်လို့သူက case ဆိုပြီးစစ်စစ်သွားတယ် switch တွေ case တစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းစစ်တယ်အဲ့ case တွေမှန်ရင်အလုပ်လုပ်လိုက်တယ်ပြီးရင်ရက်သွားတယ်ဒါဖို့ statement ကိုတက်ရောက်သွားတယ် ်ကေစ1မှန်ရင်ကေစ1ရက်တယ် default statement ရောက်တယ်ကေစ2ထက်စစ်တယ်မမှန်ကေစ2ထက်စစ်တယ်ကေစ2မှန်လားမှန်ရင် default ရက်တယ်အောက်ရောက်တယ်ကေစ3မှန်လားမှန်ရက်တယ် default အတန်းရောက်တယ်ဘာမှမမှန်တော့ဆိုရင်တော့အလုံးနောက်ဆုံး default ကိုရောက်သွားတယ်ဒါကိုသူက flow chart နဲ့ဆွဲပြတာဖြစ်ပါတယ် flow chart ကြည့်ပြီးမှ move သွားရင်တော့ကျွန်တော်ပြောပြတာညံ့လို့ပါဥပဒါကောဒါ UM ဆိုပြီးတော့ပြေးပြီးတော့နော်လိုက်ရှာကြပါ YouTube မှာလည်းပေါ်ပါတယ်မြန်မာလိုရှင်းပြတဲ့ဆရာကြီးလည်းပေါ်ပါတယ်စာအုပ်တော့လာမမေးပါနဲ့နော်ကျွန်တော်မသိပါဘူးနော် link နေလည်းလာမမေးပါနဲ့ မသိပါဘူးတွေ့ရတော့တွေ့နေတာပဲအများကြီးပဲ Now flowchart, ah, okay.